ရေတစ်အောင်လာမယ်မင်္ဂလာပါရှင်မင်္ဂလာခေတ္တမှာပြန်လဲကြွဆွန်လိုက်ပါရှင်ကျမတို့ channel ကနေနေစပြတွင်ပြပသတင်းများကျောင်းနေသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြေးညီစားတင်ဆက်ပေးတော့မှာဖြစ်ပါရှင် ရှိခုပရမောစွာစာတိတင်ဆက်ပေးမယ့်တရင်ကြောင်းတွေကတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆတ်စုကြည်ကိုပြန်လွတ်ပေးရန်တောင်းဆိုမှုများဆက်တိုက်ရှိလာနေပြီဆိုတဲ့တရင်တွေပဲဖြစ်ပါရယ်။စကောက်စီရဲ့မတရားပုံမှန်များဖြင့်ဖမ်းဆီးအချင်းချခံထားရယ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆတ်စုကြည်ကို ပြန်လွတ်ပေးရန်တောင်းဆိုမှုများဆက်တိုက်ရှိလာခဲ့ကြောင်းသိရှိရပါရယ်။လက်ရှိ နိုင်ငံရဲ့တာဝန်ကပုဂ္ဂိုလ်တော်ဆန်စုကြည်ရဲ့ကျမ်းမာရဲ့အခြေအနေဟာဆိုးရရတဲ့အတွေ့အမြန်ဆုံးပြန်လွတ်ပေးရန်၎င်းရဲ့တာဖြစ်သူ Cam America တောင်းဆိုထားကြောင်းမိတိတ်အခြေဆိုင် Independent သတင်းဌာနကဖော်ပြခဲ့သလိုမိတိတ်နိုင်ငံသားရေးဝန်ကြီးဟောင်းများဖြစ်တဲ့ William Hay, McQuan Risk နဲ့ Jess Toro ကလည်းတောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။ ထို့ပြင်စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးဘီဘီယန်ဘာလာ ခရစ်ရှက်ကနန်ကလည်းတော်ဆန်ဆုကြီးကိုအမြန်ဆုံးလွတ်ပေးဖို့တောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။မေမေယားကဂျမရဲ့ချင်းနေမကောင်းဘူးအားနေနေပါရဲအဲဒါကြောင့်အမြန်ဆုံးပြန်လုပေးဖို့ကျွန်တော်ထပ်ပြီးမြစ်တာရခံပါရဲဟုကိုချိန်လင်းခေါ်ရခင်အရိကပြောကြားထားကြောင်းသိရှိရပါရဲ ပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးဟောင်းဝီလျံဟိတ်ကဒေါ်ဆန်စုကြည်ဟာမဟုတ်မမှန်ဆွဆွဲမှုများဖြင့်ထောင်နဲ့29နှစ်ကြာခံနေရပြီးအသက်29နှစ်ရှိနေပြီဖြစ်၍ဂျမ်းမရေးအရာအကြဖက်ကိုရောင်းနေသည့်ဒေါ်ဆန်စုကြည်ကိုပြန်လွတ်ပြန်စစ်ကောင်စီအားမြစ်တရရခံကြောင်းပြောဆိုထားဖြစ်ပါသည်။ ဂျော်ဆန်စုကြည်လူမျိုးရေးကမြမနိုင်ငံရေးရဲ့အခရားလို့ပြောရမှာပေါ့စစ်တပ်ကမတရားဖမ်းဆီးထားတဲ့သူတွေထံမှာဂျော်ဆန်စုကြည်ဟာပြည်သူတွေရဲ့အများဆုံးယုံကြည်ကိုးစားခံရသူတစ်ယောက်ဖြစ်ပါတယ်။အာဆီယံအပါအဝင်နိုင်ငံတကာကလည်းဂျာကိုလက်ခံပြီးသားတောင်းဆိုခဲ့ပြီးသားပဲဖြစ်ပါတယ်။အန်ယူဂျီကလည်းဂျာကိုအတိတ်ကဦးတည်ပြီးရှေ့ဆက်သွားဖို့လိုပါတယ်ဟုနိုင်ငံရေးဆောင်ပါရှင်ဆရာနောင်ဘူကပြောဆိုထားဖြစ်ပါတယ်။ တိုးတော်တော်ဆန်စုကြည်တို့မြောက်ရင်နဲ့ပတ်သက်ပြီးအန်ယူဂျီအစိုးရရဲ့တောင်းဆိုတန်ကိုကြက်ကြဲနှလုံးမကြားရောက်ကြောင်း၎င်းပြောဆိုထားဖြစ်ပါတယ်။အတန်တိုးနေတာပေါ့။ဘာကြောင့်လဲဆိုတော့တို့အန်ယူဂျီပဲတည်ကြမှာပါဟုဆရာနောင်ဘိုးကဆက်လက်ပြောဆိုထားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ20ရက်နေ့တော့လည်းထိုင်းနိုင်ငံတွေကျင်းပခဲ့တဲ့အာဆီယံအဖွဲ့ဝင်9နိုင်ငံပါဝင်ခဲ့တဲ့မြန်မာအရေးအတွက်တဘောဆွေးနွေးပွဲအပြီးမှာစင်ဝင်နိုင်ငံခြားရေးဝန်ကြီး BB ရန်ဘာလာခရစ်ရှာကနကမြန်မာနိုင်ငံအမျိုးသားပြည်내တင့်မြတ်ရေးအတွက်အရေးကြီးတဲ့ဒေါ်ဆန်းစုကြည်ကိုအမြန်ဆုံးလွတ်ပင်းရန်တောင်းဆိုခဲ့တယ်လို့အာဆီယံဘုတ်တဘောတူညီချက်9ရက်ကိုစက်ကောင်စီလေးစားလိုက်နိုင်ရန်နဲ့အရက်သားတွေအပေါ်မှာအကြံဖက်မှုတွေကိုချက်ချင်းရရမည်ဟုဆိုထားဖြစ်ပါရယ် ်အခုလိုစစ်ရေးဖိအားတွေအားကောင်းနေတဲ့အချိန်မှာဒေါ်ဆန်စုကြည်လူမြောက်ရဲ့အတွဲနိုင်ငံတကာရဲ့တောင်းဆိုမှုတွေကဖိအားတရဖြစ်စေပါတယ်တောင်းဆိုစရာရှိတော့ကိုတောင်းဆိုရမှာပါပဲဒါပေမဲ့လုံချုံရေးကောင်စီရဲ့တောင်းဆိုမှုကိုတော့စစ်ကောင်စီကလူလူရှုခဲ့တယ်ဟုတ်လူမြောက်နယ်မြေတစ်ခုတွင်တော်လိုင်းရေးလုပ်ငန်းလှုပ်ဆောင်နေခဲ့တဲ့2020ရွေးကောက်ခံမန္တလေးတိုင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်တူကတော့ပြောဆိုထားဖြစ်ပါတယ် စကောင်းစီကမြန်မာနိုင်ငံရေးမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုနိုင်ငံရေးအရာမရှင်းနိုင်တဲ့အတွက်ရှင်းထုတ်ရန်တန်လိမ့်တန်ချမှတ်ထားခြင်းဖြစ်ကြောင်းမုံရွာအခြေစိုက်နိုင်ငံရေးတက်ကြွအလှရှာတူတူနဲ့ပြောဆိုချားဖြစ်ပါတယ်။ အထူးသဖြင့်ဒေါ်ဆန်စုကြည်ရဲ့နိုင်ငံရေးကိုနောက်ဘဝအထိတိုင်ဘလို့မှရှင်လို့မရမှန်သိနေတဲ့မင်းအောင်ရဲ့အမိုးကတိတ်ကိုကြီးလွန်နေ။ဘာပဲဖြစ်ဖြစ်တောင်းဆိုရမှာပဲ။တစ်ဖက်မှာလည်းအာနာရှင်တို့ကိုရှင်းထုတ်လို့ရတဲ့တခုတည်းတော်နေလန်ကဘာလဲဆိုတာစီးရီးယားကတက်တည်ပြနေတယ်။နိုင်ငံကအတိုင်းဝန်နေနဲ့စီးရီးယားကိုကြည့်ပြီးမြမအရေးကိုချင်းကကြဖို့လိုတယ်လို့မိုးရအခြေဆက်နိုင်ငံရေးတက်ကြွလှူရှာတူတူကပြောဆိုထားဖြစ်ပါရယ်။ 2022ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ကုလသမဂ္ဂလုံခြုံရေးကောင်စီကမြန်မာအရေးဆုံးဖြတ်ချက်ဖြစ်တဲ့2669ကိုကန့်ကွက်တူမရှိအတည်ပြုခဲ့ပြီးရင်းဆုံးဖြတ်ချက်နဲ့အကြံဖက်မှုများချက်ချင်းရရန်ဒေါ်ဆန်စုကြည်အပါအဝင်နိုင်ငံရေးအချက်အလက်များအလုံးကိုလွတ်ပြန် အာဆီယံတဘောတူညီချက်များကိုအကောင်အထည်ဖော်ရန်မြန်မာပြည်သူတို့ရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုလေးစားနိုင်နိုင်ရန်စာနာမှုအကူအညီများကိုအကန့်အသတ်မရှိ ခွင့်ပြုပေးရန်စတဲ့အချက်များတောင်းဆိုခဲ့ရတွင်စစ်ကောင်စီကအလိုက်နာဆောင်ရွက်ခြင်းမရှိခဲ့တယ်လို့ဒေါ်စန်စုကြည်ကိုပြန်လွတ်ပေးရန်လက်တော်တောင်းဆိုမှုများနဲ့ပတ်သက်၍လည်းယနေ့အထိတိုင်တစုံတရာတုံ့ပြန်မှုမရှိခဲ့ပါဘူး။ ဒီလူကကွန်ရေးတပ်ဖွဲ့ဝင်များနဲ့မဟာမိတ်တော်နိုင်ရဲ့အဖွဲ့များအားလုံးလက်တွဲပါဝင်တဲ့အထွေထွေထုစစ်ကြီးတရံတနိုင်ငံတော်အတိုင်းအတာဖြင့်ဆင်းရဲကြပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်ရမည်ဟုအမျိုးသားညညွတ်ရဲ့အဆိုအရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ရဲ့ကြေညာချက်မှာထုတ်ပြန်လာပြီးဖြစ်ပါရယ်။သို့သောအာဏာသိမ်းစစ်ဗိုလ်ချုပ်များကတော့၎င်းတို့ကိုဆက်ပြီးထိ ंछ ုပ်နိုင်စွမ်းရှိလေဟန်ဖြင့်ကြောက်ဖြူရင်းတဲ့စစ်ကမ်းရုရှားနျူကလ িয়ার တပ်ပေါင်းပုံများဖြင့်အိမ်မက်မက်နေချဆဲပဲဖြစ်ပါရယ်။ ကျောက်ပြည်နယ်စေကန်နဲ့အထူးစီပွားရေးဆောင်အားအကောင့်အထက်ဖော်ရန်တင်းစိန်အစိုးရလက်ထက်2015ခုနှစ်တွင်တဘောတူလက်မှတ်ရေးထိုးထားခဲ့လည်းဖြစ်ပါရယ်။လက်ရှိတွင်အရခတ်တတော်ဟာကျောက်ပြည်ရှိတညဝတီရေးတပ်စခန်းကို အပြင်းထန်ထိုးစစ်ဆင်နေတဲ့အချိန်နဲ့ဖြစ်တယ်လို့ ို့တော့ထိုအရေးဟာတကယ်တမ်းမှာ၎င်းတို့နဲ့မပတ်သက်လေဟန်ဖြင့်အာနာသိန်းတုကောင်ဆောင်ဆိုဝင်ဟာအင်္ဂါနေ့တွင် ခေါ်ယူကအထူးစီးပွားရေးဆိုဘဟုကော်မတီအစည်းအဝေးတွင်အဆိုပါစီမံကိန်းများဟာဘူမိနိုင်ငံရေးစီးပွားရေးတရုတ်နဲ့ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လွန်စွာအရေးပါ၍မဖြစ်မနေအောင်မြင်အောင်လုပ်ရမည်ဟုပြောဆိုသွားပြန်ပြီလို့သိရပါတယ်အစီအွေတက်ရောက်လာသူများဟာ၎င်းတို့ပိုင်တဲ့စီးပွားရေးလုပ်ငန်းများပင်အာရခတ်တတော်မှာတိတ်ဆိတ်ချက်ပိတ်ခံရချိန်မှာ could you get more insist တိချက်ပို့ပြီးယူနမ်မှုကိုရှိအောင်မီလို့ဟုတွေးတောနေကြမိလဲဖြစ်ပါတယ်။အဘယ်ကြောင့်ဆိုတော့ဒေါ်လာ8.3ဘီလီယံအထိကုန်ကြမဲ့ယင်းရဲ့အစစ်ကံအား2023ဒီဇင်ဘာလတွင်တရုတ်မှနောက်ဆက်တွဲတဘောတူညီချက်အပြင်အပိတယမိရက်အား16လထပ်မံသုံးမြင့်ထား၍ယခုနှစ်အစွန်လတွင်ပြီးစီးရမည်ဖြစ်ပါတယ်။တို့တော်လည်းပဲလက်တွေ့တွေဆောက်လို့ရေလုပ်ငန်းများတခုတလေများအကောင့်ချက်မဖော်နိုင်ပဲဖြစ်နေဒီကိုတွေ့နေရတော့ကြောင့်ပဲဖြစ်ပါရဲ့ ကျန်ရမရတဲ့အစုံထူတေတာအာအလကားထူတေတာအာအလားစကားကဲ့သို့ပင်တင်းရုပ်ကိုရောင်စားရန်သို့မဟုတ်အငားချရန်ပင်စဉ်းစားလာနိုင်ပေရှိပါသည်ရုရှားနှင့် ရုရှားနဲ့နျူကလ িয়ার ချက်ပေါင်းဖို့ဆိုဒီကလည်းရခိုင်ကလေးကထိုကဲ့သို့တဘောတူညီချက်မျိုး၄ခုအထိရှိပြီးဖြစ်တော်လည်းပဲရုပ်လုံးပေါ်လာဖို့ကနီးပင်မီနီဆက်တီမီးပင်မှန်အောင်မပေးနိုင်တဲ့အနေအထားတွင်လူထုအားနစ်တဲ့ရန်အတွက်သာဖြစ်ပြီး၎င်းတို့တွင်ထိုကဲ့သို့အသေးစားချက်ပေါင်းဖို့တည်ဆောက်ဖို့ငွေကြေးအင်အားကျွမ်းကျင်တဲ့အတတ်ပညာရှင်များလည်းမရှိဟုဝါရှင်တန်စစ်ကောလိပ်ရှိပါမောက်ခဇာကာရီအဘူဇာကာ၆ပြခန့်လည်းဖြစ်ပါရယ် ထိုစားရုရှားရဲ့ဒရုန်နည်းပညာများအတွေ့အပြီးတွင်တွင်ထုတ်လုပ်နိုင်ရန်လိုင်စင်ချပေးဖို့မေးအောင်လိုက်မှာပူတင်ဟာအထူးကတောင်းဆိုထားမိတာဖြစ်ပါတယ်။ရုရှားဒရုန်များကတောင်းနိုင်ရေးတပ်များကိုဟန်တားနိုင်ရေးတွင်ထိရောက်မှုရှိတယ်ဟုယူဆလာတော့ကြောင့်ဖြစ်ပါတယ်။ တရုတ်မှာ၎င်းတို့ရဲ့အကျိုးစီးပွားများအားလည်းရှိစစ်ပူချုပ်များမှဆက်လက်ပြီးကာကွယ်နိုင်စွမ်းမရှိဟုစိတ်တုံတုံချလိုက်တဲ့အချိန်မှာချက်ချင်းလိုပြူကျသွားမည်အနေထားဖြစ်နေသည်နိုင်ဖက်ကိုကင်ကင်ထားနိုင်တဲ့အဖြစ်ကိုမင်းအွန်လိုင်းရဲ့အဖွဲ့ကမိသူအများနေမထိထိုင်မတာဖြစ်နေခဲ့လည်းဖြစ်ပါရယ်မေအွန်လိုင်းအားကူမင်းတို့လာရန်တရုတ်မှခွင့်ပြုလိုက်ခြင်းကြောင့်ရုရှားဘက်ကလည်းရဲတင်လာပြီးမော်စကိုထိပြေးဖဲလိုက်ခြင်းလည်းဖြစ်ပါတယ်။ မြောင်းလိုက်ဟာချိုးခွင့်ရေးကိုအမိအယအတုံးချတာတရုတ်နဲ့ရုရှားအကြားတပ်ရှုနိုင်ရန်ကြံစည်နိုင်ခြင်းဖြစ်တယ်ဟုအမေရိကန်ငင်းချမ်းရေးအင်စတီကျူမှာမြမအရေးတာဝန်ခံဂျေဆင်တာဝါကတုံ့တက်ချာဖြစ်ပါရယ်သို့တော်လည်းပဲတရုတ်ဟာနိုင်ငံအတွင်းရှိတိုင်းရင်းသားနဲ့လက်ကအဖွဲ့တော်တော်များများကိုဩဇာညောင်းချပြီးဖြစ်နေသောကြောင့်မြောင်းလိုက်ရဲ့အပြူဟာအောင်မြင်နိုင်ပွဲမရှိဟုဆိုထားဖြစ်ပါရယ် ရုရှားဟာတရုတ်ဘက်ကနေဒေါသထွက်လာပြီဆိုရင်လက်ရှိတရုတ်မြန်မာနယ်စပ်စစ်ရေးအနေအထားကိုပြောင်းလဲရန်စိတ်ကူးမရှိတော့ကြောင့်လည်းဖြစ်တည်ဟုထောက်ပြထားတယ်ဖြစ်ပါတယ်။ မင်းအွန်လိုင်းဟာလူထုအားတက်ဖြတ်နေခြင်းအားနိုင်ငံတကာကိုအာရုံလွှဲနိုင်ရန်ရွေးကောက်ပွဲလုပ်ပေးမည်ဟုဝါရဖြတ်နေတော်လည်းပဲ၎င်းအားဖယ်ရှားပြစ်ရန်လန်ခင်းပေးသလိုဖြစ်လာတော်မူကိုတိထားပြီးဖြစ်၍တတ်နိုင်သမျှအချိန်ဆွဲဖို့သာကြံစည်မည်ဖြစ်သည်ဟုမြမအရေးလေးလာတုံတတ်သူအီဂေါ်ဗလာစီပီကလည်းဆိုထားပြပါရယ်၎င်းအားတနိုင်ငံလုံးတမကစစ်တပ်အတွင်အရာရှိအရာခံများကလည်းရုရှားမုန်တိနေကြသည်ကိုသိရှိနေပြီးဖြစ်၍လည်းလက်ရှိရာထူးမှဆင်းပြန်မီတုံးများစိတ်ကူးထက်ပင်ထက်မည်မဟုတ်ကြောင်းတုံတတ်ထားဖြစ်ပါရယ် တယ်။လက်ရှိဖိလစ်ပိုင်တမရဟောင်းဒူတာတီအာအိုင်စစ်ဝရန်ပြန်ဖန်စီပြီးနေ့မကူပဲဒီခေတ်မျိုးမှာရှိတဲ့နိုင်ငံတကာတရားရုံးတို့လွှဲပြောင်းပေးလိုက်မှုဟာမင်းအွန်လိုင်းအတွက်အိမ်မက်ဆိုကြီးဖြစ်လာနေပြီလည်းဖြစ်ပါရယ်။ဗီဒီယိုရဲ့အခုခံတော်လန့်စစ်မှောက်ချအောင်ရမည်။